င်္ဂလာပါရှင်ကျမကတော့ချူချူဆက်မ DPP ရုပ်မြင့်တန်ကြားရဲ့နောက်ဆုံးရရှိထားတဲ့သတင်းတွေကိုတင်ဆက်ပေးမှာပါတနင်္သာရီတိုင်းကော့တောင်မြို့နယ်မှာစစ်မှုထမ်းစုဆောင်ခရရပြီးရှေ့တန်းမပို့ဆောင်ခရရခင်ဧပြီလ16ရက်ညပိုင်းမှာလူငယ်၃ယောက်ထပ်ပြေးလာတယ်လို့ကော့တောင်မြို့နယ်ပါကဖအဖွဲ့စီကသိရပါတယ် ထွက်ပြေးလာတဲ့၃ယောက်ဟာဖေဖော်ဝါရီလအတွင်းထိုင်းကနေနေရပြန်ပို့ခံရတဲ့မြန်မာနိုင်ငံသား219ယောက်ထဲကဖြစ်ပြီးကော့တောင်ချေဆိုင်ခမရ430တိုက်ရင်ထဲကို အပတ်စဉ်7နှစ်အတွက်စစ်မှုထမ်းစုဆောင်ခံရတဲ့103ယောက်ထဲမှပါသွားတဲ့သူတွေလို့ဆိုရတယ်အဲ့ဒီနောက်ခမရ430တိုက်ရင်ထဲမှာတလနီပါထိသိခရပြီးရှစ်တန်းကိုမပို့ဆောင်ခရချိန်မှာတိုင်မင်ပြီးထွက်ပြေးလာတာလို့ကော့တောင်မြို့နယ်ပါကာဖာဖွဲ့ရဲ့တာဝန်ခံကပြောပါရတယ်။ ထွက်ပြေးလာတဲ့၃ယောက်ထဲကအသက်၂၄နှစ်အရွယ်မြိတ်ဒေသခံဖြစ်တဲ့ကိုအောင်စိုးဟာဧပြီလ၁၉ရက်မှာကိုတောင်မြို့နယ်ပကဖဖွဲ့စည်းဖုန်းဆက်သွယ်ကလာရောက်ခုလုံပြီးကျန်တဲ့နှစ်ယောက်နဲ့ဆက်သွယ်ပြတ်နေတယ်လို့ဆိုပါတယ်ရှင်။ AR တိုင်းမှာအချိန်ခါမဟုတ်ရွာတဲ့မိုးရံကြောင့်တောင်သူတွေရဲ့ရိတ်လက်ဆစပါခင်းတွေ ရေမြုပ်ပျက်စီးတဲ့အထိဖြစ်ပေါ်နေတယ်လို့ဒေသခံတောင်သူတွေစီကသိရပါဗျ။မတ်လ၁၂ရက်ကနေဧပြီလ၁၈ရက်အထိ အချိန်ခါမဟုတ်မိုးရဆက်ရွာသွန်းတဲ့မိုးတံကြောင့် AR တိုင်းထက်ကပသိညောင်တုံးပန်းတနော်ဝါခဲမမဥပင်လက်ပွက်တာနဲ့မော်လမြိုင်ကျုံးမြွနယ်တွေကဒေသခံတောင်သူတွေစိုက်ပျိုးထားတဲ့ရိုက်သိမ်းနေစဲနှွေစပါးတွေရင်းနှမြုပ်ကတချို့စပါးခင်းတွေပြက်စီတဲ့အထိဖြစ်ပေါ်နေတယ်လို့ဆိုပါတယ်မိုးရွာမယ်လို့သတင်းဖတ်ရတဲ့အတွက်အာချင်းလိုက်သိမ်းပေမဲ့မိုးရက်ဆက်ရွာလာတဲ့အတွက်ရဲလက်ဆစပါးတွေရင်းမြုပ်တာများပြီး စပားစေးကလည်းကြာနေတယ်လို့ညောင်တုံးမျိုးနယ်ကတောင်သူတယောက်ကပြောပါတယ် AR တိုင်းမှာအချိန်ခါမဟုတ်ရက်ဆက်ရွာနေတဲ့မိုးဒန်ကြောင့်စပားခင်းတွေရေမြုပ်နေတဲ့အပြင် နေပူလှမ်းထားတဲ့စပားတွေပါရေဆိုးကုန်ကနေအပူချိန်မရတဲ့အတွက်အပင်ပေါက်တဲ့အထိဖြစ်နေတယ်လို့ဆိုပါတယ်အခုလိုစပားတွေရေဆိုးမှုမိတဲ့အတွက်ဆန်အည်သွေးညက်ကဈေးကွက်မဝင်တဲ့အထိဖြစ်နေတယ်လို့ဆိုပါတယ်ရှင်။ ဖားကန့်တနိုင်သွာလန်လီဒိုလမ်းမပေါ်ရှိလဝါချေွာကနေအိမ်တရာကြော်ခန့်ကိုစစ်ကောင်စီတပ်နဲ့ပြည်သူစေပူပေါင်းတပ်တွေကမင်းရှော့ဖြက်စီခဲ့ပြီးအရက်သားပြည်သူ၁၀ရောက်ထပ်မင်းကိုလည်းဖမ်းဆီးထားတယ်လို့ဒေသခံတွေစီကသိရပါတယ်ဟန်နာသတင်းပေးပို့ထားပါတယ်ရှမ်းစစ်ကောင်စီတပ်နဲ့ဝါရစုပြည်သူစေပူပေါင်းတပ်ဖွဲ့တွေကဧပြီလ15ရက်နေ့ကလဝါချေွာထဲကဈေးအပါဝင်နေအိမ်တွေကိုမင်းရှော့ဖြက်စီခဲ့တာဖြစ်ပါတယ် အပူလာရှိရနေတီနေအိမ်တချို့မီးလောင်နေဆဲဖြစ်ပြီးနှစ်ဖက်စီရီအခြေအနေတင်းမာနေဆဲဖြစ်တယ်လို့လီတိုလမ်းမပေါ်ကဖြတ်တန်းလာခဲ့တဲ့ဒေသခံတူဦးကပြောပါတယ်။ဒီဟာကျွန်တော်ကတော့ကျွန်တော်ဖြတ်လာတော့ကလည်းအိမ်တချို့ကဒီမီးလောင်နေရုံပဲပေါ့နော်။ဟိုလမ်းဘီးတွေကိုကုန်ရှိုးထားတယ်ပြီးတော့ဒီလမ်းပေါ်မှာဆိုလည်းစကားဆန်နေစစ်သားလူရှိနေရုံပေါ့နော်။ဒီဟာတည်းလည်းမုံခိုင်းမှုဝင်မယ်ဝင်ရင်တော့ပြစ်မယ်ဆိုပြီးမှလည်းပြောတာရှိတယ်ပေါ့နော်ဒီ ပြီးတော့ကြံဒီယူအမှာကြံခဲ့တဲ့သူတချို့လည်းပန်သားတွေလိုကြားတယ်အရောက်ဒီခြေလောက်လို့ရှိတဲ့ကြားသားတွေအခုတည်ရတော့ဆိုရင်ပြီးတော့ဒီယူအကာမဟုတ်တဲ့သူတွေကိုပါတယ်ပေါ့နော်အဒီပြန်လို့လာတဲ့သူတွေလည်းရှိတယ်ပြီးတော့ဒီလောကမှာဆိုတဲ့ဒီရောနေတိုင်းတာတွေပေါ့နော်ဒီနေလည်းဖြစ်တယ်ပြီးတော့ဘုံတွေလည်းခြေတယ်ပေါ့နော်တောင်းတော့ဒီတက်ပွဲနေတဲ့အချိန်ပေါ့နော်အဲ့အချိန်မှာအဲကနာရောဖြတ်အမ် အဲ့လိုတက်ပွင့်ညီနေချင်းတော့ဖြတ်လို့ရတယ်ဘုန်းတော်ဒီလမ်းပေါ်မှာတော့စစ်သားတွေရောရှိနေတော့စစ်ကောင်စီတပ်နဲ့ပြည်သူစစ်ပူပေါင်းတပ်တွေကဒေသခံပြည်သူတွေနဲ့အင်ကိုမိရှုဖြစ်စီခဲ့တဲ့အပြင်အသက်၄၀အရွယ်စိတ်ကျမရင်မကောင်းသူတို့ကိုလည်းပစ်တက်ခဲ့တယ်လို့ဒေသခံတွေဆီကကြည်ရပါတယ်ပြီးခဲ့တဲ့မတ်လ31ရက်နေ့ကလဝကျေးရွာတဲ့စစ်ကြောင်းထိုးလာပြီးစာတင်ကျောင်းနဲ့လူနေအိမ်တွေမှာတပ်ဆွဲနေရယူထားတဲ့စစ်ကောင်စီတပ်နဲ့ ပြည်သူစစ်တပ်ဖွဲ့တွေကို KNY ပူပေါင်းတပ်တွေကတွားရောက်တိုက်ခိုက်မောင်းထုတ်ပြီး KNY ရနေရာယူချခဲ့တာပါ။ဒါပေမဲ့ဧပြီလ15ရက်နေ့ကစစ်ကောင်စီတပ်ကလေကြောင်းကနေပုံကျဲတိုက်ခိုက်ခဲ့တာကြောင့် KNY ပူပေါင်းတပ်တွေရွာထဲကနေတက်ဆိုးလိုက်ရပြီးနောက်နှစ်ဖက်တိုက်ပွဲဖြစ်ပွားပြီးစီရေးတမာနေတာဖြစ်ပါတယ်။ကချင်ပြည်နယ်တနိုင်းလီတို့လမ်းမပေါ်ရှိဝါရာစုနဲ့လဝကြီးရွာနေဖြစ်ပွားတဲ့တိုက်ပွဲတွေကြောင့် ထပ်ပြီးတိရှောင်နေကြတဲ့စစ်ဆောင်ပြည်သူတွေဟာနေရာထိုင်ခင်းစာနာရေးခါနဲ့စီးဝါအခက်အခဲကြုံတွေ့နေရတယ်လို့စစ်ဆောင်ကူညီနေသူတွေစီကတီးရပါတယ်။မလာစုဘက်မှာလည်းနေရှောင်နေကြရပေါ့နော်။ဒီကန်တွေကတော့ဒီနေဆက်တဲ့တောတောင်လုံးချုံနေထုတ်ချင်တဲ့တောတောင်တွေမှာတိရှောင်နေကြရပေါ့နော်။ဒီတနိုင်းတွေတို့လမ်းမကြီးပေါ်ကဒီဝါရာစုပြန်တဝါပြီးတော့ခွန်ဆိုင်ပေါ့နော်။ခွန်ဆိုင်ရံပြီးတော့အာမကောင်တောင်ပေါ့နော်ဒီတုံပန်း။ အဲအခါဒေတာခံတချို့စနေဒီတောထဲမှာကတော့ချင်းတွေတူပြီးမှနေထိုင်နေရတယ်ပေါ့နော်ပြီးတော့ဒီအများစုကတော့တောထဲမှာဒီလိုမိုးကာတွေနဲ့နေကြတာပေါ့တချို့ကဒီမိုးကောင်းနေတာမသိဘက်ကိုတိမ်းရှောင်လာတာတွေရှိတယ်ပေါ့နော်အဲဆီရှောင်ကတော့တထောင်ကျော်လောက်ရှိတယ်ဒီတောထဲရှောင်နေကြတာရောဒီမြို့ဘက်ကိုရှောင်နေကြတာရောပေါ့နော်ဒီဆီရှောင်တွေတက်ဆွေးနေနေရာထိုင်ခင်းတွေပြီးတော့တခြားအကူအညီတွေလိုအပ်တဲ့လိုအပ်နေတယ်ပေါ့နော်တပ်ဖွဲ့ရပဲချိန်ကြည့်အဲဆက်ရှိနေမလဲတော့မသိနိုင်ဘူးပေါ့နော် ရေရှည်တက်စင်တော့ပိုတော့ခက်ခဲလာမယ်ပေါ့ဖကန်တနိုင်းတော်လန်လီဂျိုလမကြီးနှခုကြားမှာတရှိတဲ့လဝတိုက်ပွဲအခြေအနေဟာနှစ်ဖက်စစ်တပ်နေရာလူထိန်းချုပ်ဖို့ဖြစ်ပွားနေတဲ့တိုက်ပွဲဖြစ်တာကြောင့်တိုက်ပွဲကာလကြာမြင့်လာနိုင်တယ်လို့လဝဒေတာခန်တွေကတုံ့တနေကြပါတယ်။လဝကြီးရွာဟာဖကန်နဲ့တနိုင်းရွှေမော်ဒေတာတွေကိုတွားတဲ့ကာလမကြီးလမ်းဆုံနေရာတစ်ခုဖြစ်တာကြောင့်စီးပွားရေးစီးရီးတွေအတွက်အလွန်အရေးပါတဲ့လမ်းပန်းဆက်သွယ်ရေးနေရာတစ်ခုဖြစ်ပါတယ်။စစ်ကောင်စစ်တပ်နဲ့ဝါရာဆုပီတူစစ်တပ်ဖွဲ့တွေဟာ ဖက်ကန်တနိုင်းဒေါ်လန်ကျောင်းတွေကိုထိန်ချုပ်နိုင်ဖို့အတွက်မတ်လကုန်ပိုင်းမှာလေကျောင်းနဲ့ပုံကျဲတက်ခိုက်ပြီးစစ်ကြောင်းထိုးနေတာကြောင့်ဒီလိုလက်မပေါ်မှာခုလိုတိုက်ပွဲတွေဖြစ်ပွားနေတာဖြစ်ပါတယ်ကျွန်မဟန်နာပါဒီပီပီရုပ်မြင့်တန်ကြားရဲ့နောက်ဆုံးရသတင်းတွေကိုရှုစားခဲ့ရတာပါကျွန်မကတော့ချေချိုဆက်မှကျေးဇူးတင်ပါတယ်ရှင်